ကဲဒါကြတော့ကျွန်တော်တို့မန်ပေါင်းပါပေါ့เนาะဟိုစအိမ်တိုင်းအိမ်တိုင်းမှာတော့မကြုံရပါမယ်တချို့အိမ်တွေမှာကြုံရတဲ့အနေထားလေးပါဒါဆိုလို့ရှိရင် तू อ่ะ sticker ပေါ့เนาะနေတန်ကြောင့်လေတန်ကြောင့်ပေါ့เนาะအဓိကနေတန်ကြောင့်မို့ तू อ่ะ၆သွားပြီ၆သွားပြီဆိုတော့ဒီတိုင်းခွာလို့မရတော့ဘူးဇက်ဆိုမပါလာတော့ဘူးအဲ့မှာဆို तू อ่ะ sticker ကလည်းအများနဲ့နှစ်ထပ်ဖြစ်နေတဲ့လေအဲ့နှစ်ထပ်ကိုခွာရရပေါ့เนาะဒီတိုင်းရိုးရိုးခွာလို့မရတော့ဘူး မချစ်ထုတ်ပေးရတယ်ပေါ့နော်ဒီခွာပြီးလို့ရှိရင်ဒီအောက်ကကော်စီးတွေကိုလည်းကျမတို့ခွာပေးရတယ်သူမို့ကြလို့ရှိရင်ဒီမန်မောင်ကလာမှာမဟုတ်ဘူးနော်ဒါပေမဲ့တချို့ကစမားကတော့လောက်ခိုင်းတယ်တချို့ကစမားကတော့မလောက်ခိုင်းဘူးပေါ့နော်လောက်ခိုင်းတဲ့ကစမားဆိုလို့ရှိရင်တော့အာချက်ချက်အနေငယ်တော့ပို့သွားမယ်ဘာဖြစ်လို့သူကလက်ဝင်နေအပိုင်းဖြစ်သွားတဲ့အတွက်ကြောင့်ပေါ့နော်ဒါဆိုရင်မပြီးသေးဘူးဒီမှာအောက်မှာကော်ကြံသေးရပေါ့နော်ဒီဒီပြင်လုံးကိုချက်ပြပေးမယ်ပြီးရင် process နည်းနည်းလုပ်ပြပေးမယ်ပေါ့နော် ဒါဆိုရင်တော့ sticker ဘိုင်းပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီ sticker ကိုတော့ခွာပေးပြီဒါပေမဲ့ကော်ကြံနေရဲ့ကော်ကြံတဲ့အနေထားဆိုဒီလိုမျိုးဖြစ်တော့မလောက်ဘူးပေါ့နော်လာအဲ့ဆိုရင်ဒီတပောင်လုံးကိုတစ်ချက်ပြပေးလိုက်ဟိုမှာတွေက quality စတယ် ပြီးလို့ရှိရင်ဒီ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 ပိုင်းကနေပြီးတော့ဒီဒီပိုင်းကိုခွာပြခွာပြပေးသွားမယ်နော်ဒါတစ်ချက်ဆရာကြီးမတော်ကျွမ်းကျင်တဲ့ဆရာကနေပြီးတော့ခွာပြခွာပြပေးမှဖြစ်ပါတယ် ခွာတဲ့ချိန်ကမှဆိုလို့ရှိရင်လည်းကျမတို့ကတတိထားမယ့်အပိုင်းတွေရှိမယ်။နံပါတ်၁ဆိုတော့အဲ့စတစ်ကခွာတာစတစ်ကခွာရဲဆိုလို့ရှိရင်ဒါကတော့အစ်စ်ဖြစ်ဖို့လိုမယ်ပေါ့နော်။နံပါတ်၁ကအဲဒါဒါအစ်စ်ဖြစ်ဖို့လိုမယ်။နံပါတ်၂ကတော့လက်မှန်ဖို့လိုမယ်။လက်မမှန်ဘူးဆိုလို့ရှိရင်လည်းဒီဘောင်လေးတွေကိုအစင်းရဖြစ်စေတယ်ပေါ့နော်။နောက်တစ်ခုခါကျတော့လည်းကရိယာမှန်ဖို့လိုတယ်ပေါ့နော်။ကျမတို့သုံးတဲ့ကရိယာကတော့အမျိုးမျိုးရွေးချယ်ထားတဲ့ကရိယာဆိုတော့ဒီကရိယာလောလောဆယ်အနေနဲ့ဆိုရင်တော့တင့်တော်ဆုံးကရိယာလေးပါ။ ဒါနေ့လည်နေခင်နေအရန်ပူပြင်းနေတဲ့အချိန်မို့လို့ကော်ကတော့အနေငယ်ပျော်နေတဲ့အနေထားဖြစ်တော့နေတော့လှုပ်ရလွယ်ရပါတော့ဒါပေမဲ့ဒီဂျီမှာလှုပ်တော့လူတော့နည်းနည်းပင်ပန်းပို့ပြီးတော့ပင်ပန်းစေတာပါတော့ဟဲ့ဒါဆိုလို့ရှိရင်သူကစတစ်ကကွာဝါးရင်ဒီမှာကော်ချမ်းတယ်ဒီတိုင်းထားခဲ့အဆင်မပြေဘူးနောက်ကြရင်ဖုန်နေနေဆိုရင်ဂျီတွေပြန်ဝင်ပြီးတော့အလေးလေးဖြစ်လာတော့ကြည့်ရတဲ့အနေထားအဆင်ပြေမနေဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကော်နောက်တစ်ဆင့်အနေကော်ခွာပေးမယ်ဒါကကိုနှူးပေးလိုက်တာပေါ့နော်ဒီမှာကြီးအလိမ့်လိုက်အလိမ့်လိုက်ပဲ ပြင်တစ်ချက်ပြပြလိုက်ကောအများကြီးရောညာညာ ော်တွေအများကြီးပဲသူကစီးကပ်နေတဲ့ကော်လေးလေးအဲ့တော့ဒဇက်မကြံနဲ့အချီခွာပေးရတာပေါ့နော်လေလက် ပြီးဒီခွာပြီးတဲ့ကော်ဆိုလို့ရှိရင်လည်းကျမတို့စက်ကူတရွက်ပဲဖြစ်ဖြစ်ပေါ့နော်ဟိုစားမတုံးတော့တဲ့ပိတ်စာပဲဖြစ်ဖြစ်အဲ့ပေါ်မှာတင်ပြီးတော့ဟိုအောက်မချရအောင်ဘာဖြစ်လို့တခါလေချလို့ရှိရင်အဲ့ကော်တွေကတိုင်လုံးပြန်စီးကတ်သွားတက်တက်တယ်ပေါ့နော်တစ်ချက်ပြပြလိုက်လက်ဒီလိုမတုံးတော့တဲ့ဥစားလေးကိုတခါလေးပြစ်လို့ရအောင်လို့တင်ထားပေးရပါတော့ဒါဆိုကော်အလေးလိုက်တယ်သမိုးကြိုင်ဒီကော်ကနေပြီးတော့တိုင်လုံးပြန်ပါသွားမှဆိုလို့ပေါ့နော်ဒါကိုကြည့်ရင်ခါလိုက်။ဒါလည်းပါ 이번에 더 넣어야 돼. 那过阵你也得吃，来什么酱类去了？嗯。 ဒါဆိုလို့ရှိရင်ပွင့်ပွင့်နဲ့တော့ဥစားဒီဒီကော်စီးပေါ့နော်ဒီဆက်မမကြမ်းမကြမ်းတော့အရောင်လဲညီသွားပြီအဲအဲ့လိုမျိုးနေထားဆိုတော့ရပါပါပြီကဲတပောင်လုံးပြန်ရပြလိုက်ဒါတော့လောက်ပြီးမလောက်ပြီးနဲ့ရှင်းပြပေးလိုက်ပါ ဲဒါဆိုလို့ရှိရင်တော့ကျမတို့ဒီမန်မောင်တက်ရှင်ရေပေါ့နော်ဒီကော်စီကော့ခွာတဲ့အချိန်ကြလို့ရှိရင်ဒီလိုမျိုးဖြစ်တဲ့အနေအထားတွေကျမတို့တာဝန်ယူပြီးတော့ဆောင်ရွက်ပေးရပါတယ်အားကြောင့်မို့ဒါရော့စတစ်ကာခွာတာပေါ့နော်အားကြောင့်မို့အကြံပေးချင်လို့အကြံပေးချင်တာကတော့တကယ်၍နောက်ပိုင်းပေါ့နော်ဒီလိုနေချိမဲ့ပိုင်းနေဆိုလို့ရှိရင်စတစ်ကာတွေကတော့ဂျိုးခွာဂျိုးခွာထားလို့ရတယ်ပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်တော့ဒီလိုမျိုးဖြစ်တော့ဘောเนาะအာဒါဆိုရင်တော့ကွက်ကိုခွာအရင်တော့ခွာရင်တော့ကွက်ကိုခွာလို့ရတယ်အခုဆိုရင်တော့ခွာရခတ်သွားပါပြီ ဒါကတော့ကျမတို့မှန်ပေါအနေနဲ့ဆိုရင်တော့အဲတချို့အရာတွေကြာရင်နည်းနည်းပိုခက်ခဲနေတဲ့အရာလေးကိုတစ်ချက်ပြောပြတာပါ